နေခြားကိုပြန်ရရှိသွားတာဖြစ်ပါတယ်။ကျမလိုပဲ Ethylene Mall ကိုတောက်တုံချင်းအဖြစ်အောက်စီတန်းကျမဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်။ကျမကိုဒီဆက်ဆက်မောကုမ္ပဏီနဲ့မိတ်ဆက်ပေးတာကတော့ကျမရဲ့ညီမဒေါက်တာတော်ရီရီဝင်းဖြစ်ပါတယ်။ကျမဟာဒီဆက်ဆက်မောကကော်ဖီကိုအရင်နှစ်တက်ပါတယ်။ဒီကော်ဖီဟာဆိုလို့ရှိရင်တင်းကျုံတင်းကျုံလည်းမတက်ဘူး၊ရှင်လည်းမတုံဘူး။ကျမရင်းနဲ့ညီညွတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေအားလုံးကိုလည်းဒီ ော်ဖီကိုတောက်သုံးဖို့လို့တိုက်သွန်းပါတယ်ကျွန်တော်လူကိုင်ကတော့ကျွန်တော်ရင်မောင်းကြီးမှမိသားစုကိုဝိုင်းရင်ဆက်ဖွဲ့တဲ့သူတစ်ဖြစ်ပါတယ်ကျွန်တော်ဆက်တူဖီတောက်ခြင်းအဖြစ်လုပ်ငန်းခွင်မှာပူပြီးတော့အစီအမေလာတယ်ကျွန်တော်အရင်ဆက်တူဖီမတောက်ခင်မှာတော့လမ်းစုံလမ်းလာတဲ့ခါမှာဘိုက်တင်းပြီးမှတွီးတူးတဲ့ယောဂါကိုခံစားခဲ့ရပါတယ်သူတို့ညာလိုက်ပဲဒီဆက်တူဖီတောက်ခြင်းအဖြစ်မနဲ့ဝင်သွားရင်နောက်ပိုင်းတွေကျွန်တော်အတွက်အယုံကြောရှင်းလင်းမှုမြန်အောင်ရှင်းလင်းမှုဖြစ်တဲ့တကြောင်မို့ ျွန်တော်အိမ်လုပ်လုပ်တဲ့ခါမှာဖြစ်ဖြစ်ကား driver လုပ်တဲ့ခါမှာဖြစ်ဖြစ်စိတ်ရဲ့ဂျီနုမှုရရှိမှုရရှိခဲ့ပါတယ်ကျွန်မ success small company ဝင်လာခဲ့တဲ့အကြောင်းရင်းကတော့ feel more ကြိုက်လို့ပါရှင်ကျွန်မအစတိုင်းမှာအနာဖြစ်တယ်တိုင်းကင်းစားရှိလို့ပြောပါတယ်အခုကျွန်မဒီ feel more ကိုတောင်းရင်းနဲ့ကိုယ့်ရဲ့တိုင်းနဲ့ကင်းစားလေးပျောက်ပြီးမှငွေချင်းပြောရင်းနဲ့အခုကျမဘရောင်းရာထုတ်ရရှိထားပါတယ်ရှင်ကျမအရင်ကဆိုရင် ဂျယနန်မကောင်းပါဘူး။တုံးခေတဲ့ရူဝင်တဲ့အစုံပါပဲ။အမေမတက်တာပါဘူး။ဂျာဒီမ်ကကျမကိုဒီဆက်ဆက်ဆမှုကရူဝန်ကိုမိဆက်ပေးပါသေး။ရူဝန်ကိုတုံးပြီးနေရအသွေးမှာ လုံးဝတက်တာတော့ပါပြီ။ကျမဒီဆက်ဆက်ဆမှုကွန်မြူနီမှာဝင်ရောက်ရှင်းအဖြစ်ကျမရဲ့တွားယောဂါကိုပျောက်ကင်းခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ဆက်ဆက်ဆမှုတော့တဲ့ဆေးကို ုံကြပါလို့မိတ်ဆွေအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်ကျမကိုမိတ်ဆက်ပေးတဲ့သူကတော့ဒီကုမ္ပဏီရပဲပေါ့နော်မပပပါကျမဒီကုမ္ပဏီကိုဘာကြောင့်ရောက်လာလဲဆိုတာအရင်ဆုံးပြောပြချင်ပါတယ်ကျမပေါ့နော်ကျမရဲ့အမေကိုဝိတ်ချချင်တာဝိတ်ချချင်တော့ကျမအမေကိုဝိတ်ချတဲ့စီးလေးကိုလည်းတွေ့ပြရမတိုက်ချင်ဘူးအဲ့တော့ဘာကိုဝိတ်ချပြီးစိုက်အဖက်ကြံပါလဲကြောက်တယ် တခုခုပေါ့နော်ဘေးထွက်ဆိုလို့ဖြစ်မှာဆိုလို့အများကြီးစဉ်းစားတယ်ဘယ်ဝေးထားတဲ့ဆေးဟာအကောင်းဆုံးလဲပေါ့ကျမမိအရန်ဝါလို့အဲ့ဒါနဲ့တနေ့မှကျမကမပပရဲ့အမျိုးသားပေါ့နော်ကျမကိုဒီ Phytov ဆိုတဲ့ဆေးကိုပြတယ် supplement ပေါ့နော်သူကဝေးချရတာအဲ့ဒါကိုကျမကအမေကိုယူတယ်ဝယ်တယ်ဝယ်ပြီးတော့အမေကိုတိုက်တယ်တိုက်တဲ့အခါမှာအမေကတဘူးတောက်တာနဲ့အမေက၅ပေါင်ကကြားတယ်ကြတဲ့အပြင်ကိုအမေကအရန်ဝင်ပေါ့နော်လေကောင်းလာတယ်အမေကြည့်ရတာအရန်ပေါ်ပါလာဟာဒီ product ကအရန်ကောင်းလိုက်တာပေါ့ ဒီ product ကိုယုံနေအရန်ကိုကြိုက်သွားတယ်ကြိုက်သွားတဲ့အတွက်မပပကိုအရင်ဆုံးဆက်သွယ်တယ်မပပရဲ့အမျိုးသားတစ်ဆင့်ပေါ့နော်ဆက်သွယ်ပြီးတော့ဒီ product ကိုအရန်ကြိုက်လို့မန်ပါဝင်ချင်တယ်ဆိုမပပခေါ်လာတယ်ဒီကုမ္ပဏီကိုပေါ့နော်ရောက်လာတဲ့အခါကျတော့ဒီကုမ္ပဏီက plan တွေကိုရှင်းပြတယ် system မိုင်းတွေကိုကျွန်မသိခွင့်ရတယ်နောက်ထပ် product တွေကိုလည်းကျွန်မနောက်ထပ်သိခွင့်ရတယ်ပေါ့နော်အဲ့လိုသိလိုက်ရတဲ့အချိန်မှာအရန်ပျော်သွားတယ်ဒီလို product ကောင်းတွေရှိတယ်ပေါ့နော်ညီမဒီမှာတစ်ခါမှအဲ့လို product ကောင်းတာကျွန်မမတွေ့ဘူးဘောဒီ success မှာအကြိုက်ဆုံးကတော့ overnight mask ပါ တာလီယိုကိုဝင်ဆောင်တော့ကပိုးမျက်နှာမှာတိတိတိအများကြီးပေါ့နော်သူများတွေပြောတာကတော့ကိုဝင်ကြောင်းပေါ့နော်ဒါပေမဲ့အမတုံးကလည်းကလေးတီးွားတဲ့အထိတင်းတိတ်ကမပြောက်ပါဘူးအဲ့အနဲ့ပကုတ်လည်းမျိုးရိုးလိုက်တဲ့ချိန်မျိုးတော့မပြောက်တော့ဘူးထင်တာပေါ့နော်ဒီနေ့မှာတော့ကိုလက်ကနေပြီးတော့မာဆက်စမုတ်ကုမ္ပဏီမှာပြည့်စည်အတူထွက်တယ်ဆိုပြီးတော့မာ overnight mask ကိုဝယ်လာပေးပါတယ် overnight mask ကိုသုံးပြီးတော့တပတ်လောက်အကြာမှာပဲတော်တော်လေးတိတိတသာပြောက်လာပါတယ်အခုဆိုရင်လုံးဝမရှိတော့ပါဘူး overnight mask အပြင်အခုအတိထွက်တယ်မျက်နှာတိစက်ပြ ာကိုလည်းသုံးနေပါတယ်။သုံးရတာအရန်အစင်ပြေပြီးတော့မျက်နှာတက်ပြီးလို့ရှိရင်လည်းတင်းတင်းရင်းရင်းလေးနဲ့အရန်ကိုနေလို့ကောင်းပါတယ်။ဒီလိုအရေးသွေးကောင်းမှန်းဆက်ဆက်သမိုးကပြည့်စည်တွေကိုမိတ်ဆွေတို့ကိုလည်းသုံးဖို့အကြံပြုလိုပါတယ်။ you uh -huh. ခုနောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့ဘယ်လိုဝယ်ယူရမလဲ။ဘာခံစား권리ရမလဲဆိုတဲ့အကျိုးခံစားမှု plan ပဲဖြစ်ပါတယ်။ပထမအဆင့်အနေနဲ့အသိဝင်ဖြစ်ဖို့လိုပါတယ်။မတ်ပုံတင်မိတူနဲ့အသိဝင်ကြီး9000ပေးသွင်းပြီဆိုတာနဲ့အင်တာနက်ပေါ်မှာကိုယ်ပိုင် business center တခုရရှိမယ်အပြင်ကုမ္ပဏီနဲ့ပတ်သက်တဲ့စာအုပ် DVD မမာကတ်နဲ့ကုန်ပစ္စည်းတွေကိုလက်ကားစီးနဲ့ဝယ်ယူခွင့်ရရှိတဲ့ကုန်နံပါတ်ရရှိမှာဖြစ်ပါတယ်။ဒုတိယအဆင့်အနေနဲ့မိမိတို့ကြိုက်နှစ်သက်ရာပစ္စည်းဝယ်ယူနိုင်ပါတယ်။ကုန်ပစ္စည်းအလုံးမှာ PV ဆိုတဲ့အမှတ်ရရှိမှာဖြစ်ပါတယ်။ရက်ချဆယ်တွင်ဝယ်ယူမှု PV ခွင့် 250မြန်မာငွေ3000ဝန်းကျင်ရှိရင် supervisor ရာထူးရရှိမှာဖြစ်ပါတယ်။အကယ်၍ရက်60အတွင်း PB 3000မြန်မာငွေ4900ချက်ကိုဝယ်ယူပါက executive ရာထူးရရှိမှာဖြစ်ပါတယ်။ supervisor နဲ့ executive ရာထူးရရှိပြီးသူများဟာကုမ္ပဏီကပေးအပ်တဲ့ခန်းစားခွင့်6မျိုးရရှိမှာဖြစ်ပါတယ်။ခန်းစားခွင့်6မျိုးကတော့ limit retail bonus လို့ခေါ်တဲ့လက်ဒီအမြက်၊ limit first order bonus လို့ခေါ်တဲ့အသင်းဝင်စစ်ဖိတ်ခေါ်မှုအတွက်ခန်းစားခွင့်၊ limit 3 star maker bonus တောင်းဝေးထုတ်ပေးတဲ့ခံစားခွင့်နံပါတ်၄ cycle bonus လို့ခေါ်တဲ့ reward တစ်ခုလုံးမှရောင်းအားခံစားခွင့်နံပါတ်၅ cycle matching bonus လို့ခေါ်တဲ့ခေါင်းဆောင်မှုအတွက်ခံစားခွင့်နံပါတ်၆ lifestyle bonus လို့ခေါ်တဲ့အောင်မြင်မှုအတွက်ခံစားခွင့်နံပါတ်၁လက်လီအမျက်နေနဲ့မိမိဝယ်ထားတဲ့ပစ္စည်းပေါ်မှာ၂၀ရာခိုင်နှုန်းနဲ့၃၀ရာခိုင်နှုန်းအမြင့်ရရှိမှာဖြစ်ပါတယ်နံပါတ်၄မိမိမိတ်ဆွေရလည်းအသင်းဝင်ပြီး၃၀ဆဲမယ်ဆိုရင်မိမိမိတ်ဆွေဝယ်ထားတဲ့ PV ကနေပြီးတော့၃၀ရာခိုင်နှုန်းကိုဘက်ဝင်နေရရှိမှာဖြစ်ပါတယ်ဝမ်ဘက်ကိုမြန်မာငွေ33ကျပ်နဲ့ ားကျင်ပတ်ပေးပါရယ်အကယ်၍မိမိဟာ executive ဖြာသူရရှိထားသူဆိုရင်မိမိတ်ဆွေရဝယ်လိုက်တဲ့ PV ဖြင့်မိမိမိတ်ဆွေရထပ်မံမိတ်ဆက်လိုက်တဲ့မိတ်ဆွေဝယ်လိုက်တဲ့ PV ဘွားနေရောထပ်မံဆက်ရကန်တော့ရရှိမှာဖြစ်ပါရယ်နံပါတ်3ဒီ bonus ကတော့မိမိတို့ diet မိတ်ဆက် star ဖြစ်မဲ့လာမှာရရှိမှာဖြစ်ပါရယ် star ဆိုတာကတော့ဘယ်မှာတယောက်ညမှာတယောက်မိတ်ဆက်ရှိတဲ့သူဆိုလိုခြင်းဖြစ်ပါရယ်ဥပမာမိမိ diet မိတ်ဆက် executive ဆိုပါတော့သူထပ်မံမိတ်ဆက်လိုက်တဲ့ဘယ်ညာလဲ executive ဆိုရင် executive star ဖြစ်သက်မှတ်ပြီး9400လေးရာချက်ကိုမိတ်ဆက်ရရှိ င်မှာဖြစ်ပါတယ်မိမိဒါရိုက်တာမိတ်ဆက်ကစူပါဗိုက်ဇာဆိုပါတော့သူထက်မှန်မိတ်ဆက်လိုက်တဲ့မိတ်ဆွေရလည်းစူပါဗိုက်ဇာဆိုရင် ူပါဝိုင်ဇာစားလို့တက်မှတ်ပြီးတော့မိတ်ဆွေကို1300နေရာချက်ပေးมาဖြစ်ပါတယ်။အကယ်၍အဲ့ဒီစူပါဝိုင်ဇာ၃ယောက်ကလည်း executive အဆင့်ကိုသုံးမြင့်ခဲ့မယ်ဆိုရင် update star အနေနဲ့16900ချက်ကိုထပ်မံရရှိมาဖြစ်ပါတယ်။ဒီဝင်ငွေကဒိုင်းရိုက်မိတ်ဆက်တဦးချင်းစီရရရှိมาဖြစ်ပြီးဒိုင်းရိုက်မိတ်ဆက် star များလေးလေးဝင်ငွေပိုရလေးလေးဖြစ်ပါတယ်။နံပါတ်၄ဒီ bonus ကတော့မိတ်ဆွေတို့ရဲ့ဘဲအုပ်စုနဲ့ညာအုပ်စုမှာရှိရဲသင်းဝင်အားလုံးရဲ့ PV ဘောကနေတွက်ပေးပါတယ်။ဥပမာမိတ်ဆွေရဲ့ဘဲဘက်အုပ်စုမှာအယောက်တရာရှိရဲဆိုကြပါစို့။အဲ့ဒီလူရောက် တရားဝယ်ထားတယ်။ PV အလုံးပေါင်းချင်း1500ရရဲဆိုပါစို့။ဂျပန်ညာဘက်အုပ်စုမှာလူပြောင်150ရှိရဲဆိုကြပါစို့။တလတွင်မှာအလုံးဝယ်ယူရဲ PV ပေါင်း3000 PV ရရဲဆိုပါစို့။ Tiger Bonus တွေပေးတဲ့ပုံစံက1500 PV 2250 PV ကို1 cycle လို့သတ်မှတ်ပါတယ်။ 1 cycle ကို supervisor ရာထူးရရှိတဲ့သူက1900ကျပ်ကိုရရှိမှာဖြစ်ပြီးတော့ executive ကတော့1360ကျပ်ရရှိမှာဖြစ်ပါတယ်ခုနက1000ကျပ်ပြီးပြီး3000ပြီးပြီးရရှိသူတွေအတွက် cycle ကျရင်10ကျပ်ရရှိမှာဖြစ်ပြီးတော့ executive ဆိုရင်3300600ကျပ်ကိုရရှိမှာဖြစ်ပါတယ် supervisor ဆိုရင်3900ကျပ်ကိုရရှိမှာဖြစ်ပါတယ်ဒီ bonus တစ်ခုရဲ့တစ်လအတွင်းအမြင့်ဆုံးခန်းစားခွင့်ကတော့3380ရမှာဖြစ်ပါတယ်နံပါတ်5ဒီ bonus ကတော့မိမိတို့ diamond ိတ်ဆက်တဲ့ site ထဲကနေပြီးမှ Yadu Live တက်မှတ်ရနိုင်တော့ကုမ္ပဏီကချင်းချင်းမှာဖြစ်ပါတယ်။ဆရာမှပြတဲ့အတိုင်း supervisor ဆိုရင်ကိုယ့်ရဲ့ data mix တွေဝင်ငွေပေါ်မူတည်ပြီးတော့ဆရာကန်တော့ရရှိမှာဖြစ်ပါတယ်။ executive ဆိုရင်ဆရာကန်တော့ bronze 15 silver 20ဆရာကန်တော့ gold g1 20ဆရာကန်တော့ပြင် data mix ဆက်ထပ်မံ mix ဆက်လိုက်တဲ့ g2 ပေါ်မှာဆရာကန်တော့ထပ်မံရရှိမှာဖြစ်ပါတယ်။ ပလက်တီနမ်ဆိုရင် G1 ပေါ်မှာ20ရာခိုင်နှုန်း G2 15ရာခိုင်နှုန်း G3 5ရာခိုင်နှုန်းပလဲရာဒူးမှာ Royal Diamond ရာဒူးထိ G1 20ရာခိုင်နှုန်း G2 20ရာခိုင်နှုန်းနဲ့ G3 10ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်နံပါတ်6 Lifetime Bonus ကတော့ Diamond ဖြစ်ပြီဆိုရင်49,500ရာရှိမှာဖြစ်ပါတယ် Blue Diamond ဆိုရင်69,000ရာရှိမှာဖြစ်ပြီးတော့ Black Diamond ဆိုရင်168,000ထပ်မရရှိမှာဖြစ်ပါတယ် Crown Diamond ဆိုရင်396,000 Imperial Diamond ဆိုရင်996,000 Presidential Diamond ဆိုရင်3650 Red Diamond 3300ရရှိမှာဖြစ်ပါတယ်ဒါပြင်ဆက်ဆက်မောင်းကုမ္ပဏီမှာအောင်မြင်တဲ့ memory ကိုတစ်နှစ်မှာနှစ်ကြိမ်နိုင်ငံခြားလေပတ်ခီးစဉ်ကိုဈေးငြိမ်းလိုက်ပါခွင့်ပေးထားပါတယ်။ It's not. အခုကို16နေတဲ့လုပ်ငန်းကတော့နှိမ့်ရှိသေးရလုပ်နေရတဲ့အတွက်ကိုကိုလုံးနိုင်တဲ့ပုံမှာမူတည်ပြီးတော့ဝင်ဝင်ရရတာပေါ့နော်ဒီမှာကျတော့ပက်စစ်အင်္ဂန်ဖြစ်သွားတဲ့အတွက်ကိုရဲ့တငယ်ချင်းတွေကိုယ့်ရဲ့ရွှေမျိုးတွေကိုယ့်ရဲ့အပေါင်းအသင်းတွေနဲ့အတူတူလောက်ပိုင်းနဲ့အတွက်ကြောင့်ကိုပြင်ရင်ဖြစ်ပေါ်တော့မလောက်ရပဲနဲ့တချင်းချင်းနဲ့ဝင်ဝင်ရသူ့အတူတူတိုးလာတာကိုပထမလုပ်ငန်းမှာတင်းချီပြီးရတယ်ဆိုတာကိုယ့်ရဲ့စိတ်တွေရောကိုယ်တွေရောညံစွမ်းရှိသလားကိုကအလုပ်ကိုစူးစမ်းပြီးလုပ်ရတာဒီမှာကျတော့ အားလုံးကူညီရင်းကူညီရင်းနဲ့ကိုယ့်ရဲ့အကျိုးအမြတ်တရားစတိုးပြီးတော့ရလာတာကိုတွေ့ရတဲ့အတွက်ကြောင့်ဒီလုပ်ငန်းကိုခက်ခဲဝင်ဝင်လုပ်ပြီးတော့အားလုံးကူညီရင်းနဲ့လုပ်သွားပါမယ်လို့ကြောက်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဝေလူကျော်ဖြစ်ပါတယ်ကျွန်တော်ကတော့တတိယနှစ်ဆောင်တာတတပေတော်တက်နေပါတယ်ကျွန်တော်ဒီလုပ်ငန်းနဲ့မိတ်ဆက်ပေးတဲ့သူကတော့ကျွန်တော်ရဲ့တငယ်ချင်းချင်းညူရင်ဖြစ်ပါတယ်ပေါ့ကျွန်တော်ဒီလုပ်ငန်းကိုဆက်ရောက်တဲ့အခါမှာပထမလေးကြားဖို့ရပေါ့ဒီလိုဒီလုပ်ငန်းနေကြောက်ဒါပေမဲ့ ိုတိတ်ပြီးတော့စိတ်ဝင်စားမှုရှိပါတော့ကိုကိုယ်တိုင်လုပ်ငန်းတဲ့အခါမှာအရန်ကိုပဲအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီတောင်းသားနေတဲ့အနေနဲ့အချိန်တိုင်းအလုပ်လုပ်ဖြစ်သလိုတောင်းသားမှလည်းအဆင်ပြေပါတော့ကိုအားရတဲ့အချိန်လေးမှာတကယ်ကြီးနဲ့၆မသွားပဲနဲ့ဒီလိုမျိုးလုပ်ငန်းဝင်ရလုပ်ကန်တဲ့အဖြစ်ပေါ့နော်ဝင်ငွေလည်းရှားနိုင်တယ်အဲဒါကြောင့်မို့ကျွန်တော်ဒီလုပ်ငန်းကိုအရန်နဲ့တက်ပါတယ်ဒီမှာအရင်တုန်းကကျတော့ဒီ one time ပဲလုပ်ခဲ့တာပါမွေးမြူရေးလုပ်ငန်းပန်ပေါ့နော်ပန်ဝင်ထပ်လုပ်ခဲ့အဲ့ဒီမှာကျတော့ကျွန်တော်တို့တစ်ချိန်လုံးအလုပ်ဆင်နေရတယ် ်ဥမာမနေ့9နာရီကနေညနေ6နာရီဒီခါလေးကြတော့ဘန်ပိုက်ရှင်ဆိုတာကစင်းပြီးတဲ့အချိန်မှာပဲအချိန်ကောင်းပြီးရမှရှိပါဘူးအဲ့အချိန်မှာကျမတို့ရတဲ့ဝင်ဝေးရကြတော့ကျမတို့ပြဆက်ရတဲ့အချိန်ကမတန်တယ်လို့ကျမရင်ကခံစားလာရတယ်အဲ့အချိန်မှာကျမကိုဒီလုံငန်းနဲ့မပပနေပြီးလာပြီးမိတ်ဆက်ပေးတယ်မိတ်ဆက်ပေးတဲ့အချိန်မှာကျမအရင်သဘောကျသွားတယ်ကိုကတရားရခံလို့ပြဆက်လို့ရှိရင်တရားရခံလို့ပြန်ပြီးရနိုင်တယ်ဆိုတော့ရလာကိုကျမမြင်သွားတယ် နေသွားတဲ့အချိန်ကကျတော့ကျမရဲ့အချိန်လေးကိုပေါ့ဟိုမှာတသက်လုံးမပြီးဆုံးနိုင်တဲ့လုပ်ငန်းမှာပဲပေးထားမှာလားပေါ့တကယ်လို့ကျမဥပမာနှစ်ကာလတစ်ခုပေါ့ဟိုမှာတစ်နှစ်ဒါမှမဟုတ်နှစ်နှစ်သုံးနှစ်အတွင်းကျမလုပ်လိုက်ပြီးကျမငွေကြေးပေါ့ဟိုမှာကိုယ့်ရဲ့နောက်မှာပေါ့အလုံးလုံးဆရာမလို့ဘူးနိရှားတဲ့ပစ္စည်းအင်္ဂါတစ်ခုကိုကျမရနိုင်ပြီဆိုလို့ရှိရင်ကျမဘဝကပြီးပို့ပြီးတော့အဆင်ပြေမယ်ဆိုတဲ့ခါလေးကိုကျမတွေးလာတယ်အဲ့လိုတွေ့လာတဲ့အချိန်မှာကျမဘန်းမလုပ်ခဲ့တဲ့သက်တမ်းကဆင်းနှစ်တော့ကြာခဲ့တယ်။အဲ့ဒီအချိန်မှာကျမဒီစီးပွဲကိုကျမမြင်လိုက်တယ်။ဒီလိုအချိန်မှာကျမ2013ပေါ့2013 အကုန်ပိုင်းမှာပေါ့ဒီမှာထွက်လိုက်တယ်ဗားနေပြီးတော့တကယ်ထွက်ပြီးတော့ဒီစည်းကွဲကိုစောက်ချပြီးလောက်လိုက်တယ်လောက်လိုက်တဲ့အချိန်မှာနှစ်လသုံးလကျွန်မလောက်လိုက်တဲ့အချိန်မှာဘန်လစာရင်သုံးဆလောက်ကျွန်မပို့လဲရလာရလာတဲ့အခါကျွန်မကျွန်မစိတ်ကြီးမှာတိလာတယ်ဒါကကြတော့ကျွန်မတယောက်ထိမဟုတ်ဘူးပေါ့လူတိုင်းလူတိုင်းပေါ့လုံးလို့ရတယ်ဆိုတဲ့ဟာကျွန်မတိလာတယ်အရန်လေးလွယ်ကူပါတယ်ပြီးလို့ရှိရင်ဝန်ထမ်းလိုမျိုးလေးကျွန်မတို့ကဘာပရက်ရှာမှမရှိဘူးပြီးလို့ဝင်လာတဲ့လူတွေအားလုံးကိုလေဘာမှတက်လာစရာမလိုဘူးဘာပညာအရေးရှိမှလေးယူလာစရာမလိုဘူးအဓိကကိုအောင်မြင်ရှင်လေးဆိုတဲ့ site တစ်ခုပဲယူလာစရာလိုပါတယ် ီချိန်မှာကျတော့ second family ပဲအကုန်သူကလာတဲ့လူတွေအကုန်လုံးကိုအမြင်အောင်အဆင်ဆက် apply အဆင်ဆက်ရလေးပူညီပေးတယ်ကိုရဲ့ဒီနောက်ဝတ်ပြီးရောက်လာတဲ့မြတ်ပြီးအားလုံးကိုချစ်ချင်ကြတယ်အကုန်လုံးကို apply နေတဲ့ timing လေးရတယ်ပြီး apply ရတဲ့အချိန်သူတို့ကိုဘယ်လိုဘယ်လိုလောက်ရမယ်ဘယ်လိုအောင်မြင်အောင်တွားရမယ်ဆိုတဲ့ဟာလေးကိုအကုန်လုံးကိုပူညီပေးနိုင်တဲ့အတွက်ကျမတို့ဒီလောက်မှလောက်တာအရန်လေးပြုစရာကောင်းပါတယ် publisher မလေးမရှိဘူး upline တွေကိုလည်းကျမအရန်ကြည့်စုတင်ပါတယ်ဟိုမိတ်ဆက်ပေးတဲ့မပပကိုလည်းအရန်ကြည့်စုတင်ပါတယ်ကျမတို့ဒီလောက်မှနဲ့ပတ်သက်ပြီးတော့ဒီလူသားတွေပေါ့လူသားလူတိုင်းပေါ့ ငွေကြေးလွန်မြောက်မှုတစ်ခုကိုလိုချင်နေဆိုလို့ရှိရင်တကယ် network marketing ထိပ်မှာရနိုင်လေဆိုတဲ့ဟာလေးကိုပဲကျွန်မခြေပေးရှင်ပါလို့ရှင်အားလုံးကိုကြည့်ကြည့်ပါမယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ဆိုင်ဆိုင်လို့ခေါ်ပါတယ်အဲကျွန်တော်ဒီကုမ္ပဏီကိုမိတ်ဆက်ပေးတာတော့ကျွန်တော်ရဲ့သူမမင်းကြည်နေဖြစ်ပါတယ်ဒါဒီလိုလုပ်ငန်းအစကျွန်တော်ကျွန်မသူမမချက်တော့စိတ်ဝင်စားအချင်းသိမရှိခဲ့ဘူးဘာလို့လဲဆိုတော့သိလျက်အချင်းမကြီးခဲ့ဘူးဒါပေမဲ့ကျွန်တော်တကယ်တမ်းဝင်ရောက်တော့ကြိုင်နေတဲ့အခါကျတော့ကျွန်တော်ကျောင်းသားတရားအောင်နေတယ်ဒီလိုမျိုးရှိတယ်။အဲရခုတည်းရှိကျွန်တော်က မော်ဘင်းနေပညာတက္ကသိုလ်ကတတိယနဲ့ဒီနေ့ကျတော့ကျွန်တော်တက်ရောက်နေပါတယ်။အဲကျောင်းသားတယောက်အနေနဲ့လူမျိုးနေပညာတက္ကသိုလ်မှာတက်ရောက်နေတာအခါကျတော့ကိုကအခွင့်အမ်းတွေအောင်မြင်မှုတွေလည်းလိုချင်ပါတယ်။ဘာဖြစ်တော့အင်ဂျင်နီယာနဲ့အတူတူနောက်တစ်ချိန်မှာကိုပါစီးသွားရတဲ့ပုံပေါ့။အဲ့လိုမျိုးတွေးမိတဲ့အခါကျတော့ကျွန်တော်တို့မှလာဆက်ပြရခါစိတ်ဝင်စားတော့တဲ့ကျွန်တော်အခွင့်အမ်းကိုမငင်းပေခဲ့ပါဘူး။ဒါကြောင့်မို့လို့ကျွန်တော်ဒီကုန်းကလာရောက်ပြီးတော့အဲလေ့လာတဲ့အဲဒီကလို့ထုတ်ကုန်နေတယ်ပေါ့နော်။နောက်ပြီးလို့ရှိရင်အကုန်ဒီဘိုင်းတိုင်လေ့လာတဲ့အခါမှာ တကယ်ကိုကျွန်တော်အတွက်အဆင်ပြေမယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်မို့ဒီကုမ္ပဏီနဲ့ကျွန်တော်လက်တွဲပြီးတော့အာဝင်ရောက်လုပ်ငန်းခဲ့ပါတယ်။အခုဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဝင်ရောက်လုပ်ကင်တဲ့ခြေတို့အတွင်းနလအတော်တွင်းမှာဆိုလို့ရှိရင်လက်ရှိကျွန်တော် brown ဆိုတဲ့ယာစုကိုပိုင်ထိုင်ထားပါတယ်။အာကျွန်တော်လက်ရှိယခုဝင်ဝင်ရောက်ဆိုလို့ရှိရင်လည်း2သိန်းနဲ့အထက်မှာရှိပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်လုံပဲကျောင်းလုံးကျောင်းလာတဲ့အကောင်လုံးနဲ့ဒီလုပ်ငန်းမှာဝင်ရောက်လုပ်ကင်ဖို့ဆိုတော့အကောင်လုံးကိုကျွန်တော်ဒီကနေဖိတ်ခေါ်ပါမယ်။ ကျွန်တော်တို့အရသက်စကားနဲ့ရိုင်းရိုင်းပြောမယ်ဆိုလို့ရှိရင်ကျွန်းစရာကိုကျွန်တော်ကောင်းကောင်းခံစားခဲ့ဘူးလို့ပါကျွန်းတာတော့မှကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်းခံပြီးတော့အလုပ်လုပ်ခဲ့တာမဟုတ်ဘူးတိုင်းတစ်ပါးနိုင်ငံမှာသွားရောက်ပြီးတော့ကျွန်းခံပြီးတော့အလုပ်လုပ်ခဲ့ရတာရည်ရွယ်ချက်ကတစ်ချိန်တစ်ခါကြားလို့ရှိရင်ငါလုပ်နေတဲ့အလုပ်ကငါဘဝကိုတိုးတက်ပြောင်းလဲအောင်လုပ်ပေးနိုင်မယ်လို့ကျွန်တော်လည်းယုံကြည်ခဲ့မိတယ်နောက်ဆုံးကျတော့ကျွန်တော်ဘဝကိုကျွန်တော်မပြောင်းလဲနိုင်တဲ့အပြင်ကျွန်တော်ရဲ့ကုမ္ပဏီတတိယကပဲတရက်တခြားပို့မှုပြီးတော့တိုးတိုးတက်လာတာကိုကျွန်တော်တွေ့မြင်ရတယ်ဘာနဲ့၃တန်းတန်တဲ့ကားတစ်စီးကို9ရက် တစီပြောင်းစီးတဲ့အဆင့်ရောက်တာခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့မှ సై ကယ်မပြောနဲ့ဆက်ဘင်းတစီတော့မွေမစီးနိုင်ခဲ့ဘူး ဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ပုံမှန်အလောက်တာဘဝနဲ့သွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စာဝတ်နေရင်မပူလုံဘူးလို့ကျွန်တော်မဆိုလို့ဘူးကျွန်တော်တို့ရဲ့ဘဝမပြောင်းလဲနိုင်ဘူးဆိုတာကိုတော့အေကံမုတ်ချကျွန်တော်ပြောရင်ကျွန်တော်ကိုမိတ်ဆက်ပေးတယ် Mr. တွေးက Success Mall နဲ့ပတ်သက်တဲ့အလောက်ကြောင့်ကိုလာရောက်ပြီးတော့မိတ်ဆက်ပြတယ်အဲ့ဒီအချိန်မှာကျွန်တော်ကခုခုခုကိုရခွင့်ရဲကိုတခါတည်းပိတ်ဆို့ခဲ့လိုက်တယ်ငါရဲ့အလောက်အချိန်ကမနေ့စနေ့ည10နာရီထိလုံနေရတဲ့အလောက်အချိန်ကစနေရတာနဲ့နောက်တစ်ခုအလောက်ကိုငါဆက်လက်ပြီးတော့ဒါလုံမယ်ဆိုလို့ရှိရင်ငါဘယ်မှာနားချိန်တက်ယူတော့မလဲဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ရဲ့လာပြီးတော့မိတ်ဆက် တဲ့အကိုကကျွန်တော်ကိုပြောပြခဲ့တယ်ငါညီတဲ့အဲ့လိုမျိုးမဟုတ်ဘူးမင်းရဲ့အလုံမှာခုနှစ်ရက်တပတ်မင်းမှာနားရက်တရက်မရှိဘူးလားတဲ့အဲ့ဒီနားရက်တရက်တည်းနဲ့မင်းလေးလာရုံနဲ့မင်းဒီအလုံကိုအောင်မြင်စွာလုပ်နိုင်တယ်ဆိုလို့ကျွန်တော်လည်းအဲ့ဒါကိုအဲ့နားရက်တရက်နဲ့စစ်နေပြီဒါကြောင့်မလို့အဲ့ဒီတရက်လေးတော့ငါတစ်ချိန်လောက်တရက်တော့အချင်းကုန်ခံတော့ငါသွားလေးလာကြည့်အောင်အဲ့လိုမျိုးသွားလေးလာရင်လည်းကျွန်တော်သဘောကျနေတဲ့လို့အခုဆိုလို့ရှိရင်ကျွန်တော် success mall မှာလာလုပ်ခဲ့တာ၅လကျော်ကျော်စီးခဲ့ပါပြီအဲ့ဒီ၅လကျော်ကျော်မှာလည်းပဲကျွန်တော်က ဒုတိယအဆင့်ဆိုတဲ့ဆေးပါအဆင့်ကိုရောက်ရှိသွားခဲ့ပါပြီ။လုံနေကြအလို့ကျွန်တော်စစ်မြစ်လောက်လာခဲ့တဲ့ကျွန်တော်ရဲ့လှုပ်အားကနဲ့တန်းတူလေးပဲပင်းနိုင်ခဲ့တယ်။ကျွန်တော်ငားလာပဲလှုပ်ခဲ့သေးတယ်။